အဲ့တော့တစ်ဖက်ကကျွန်တော်တို့ဟိုရပ်ဖက်စစ်ဖက်ဆက်ဆံရေးပြည့်ရွှင်းသွားတဲ့အတွက်ကြောင့်ဟလာကျွန်တော်တို့စစ်တပ်မုံဒီရေးလေတုပါတန်တဲ့ကိစ္စရက်ဒီအားလုံးကိုလွှမ်းမိုးသွားတယ်လို့ပြည့်တယ်အာရကန်ပြည်တိုင်းပြည်ပေါ့တီချာတီထောင်ဖို့ကိစ္စအဲ့ဒီအထဲမှာမှဒီရိုဟင်ဂျာကိုတီချာပြည်နယ်ဖန်တီးပေးဖို့ကိစ္စတွေပါဟလာဒါကိုတော့ပြုတ်အစိုးရအနေနဲ့ လက်ခံမယ်လို့ကျွန်တော်တော့မမြင်ပါဘူးเนาะဒါကတော့ဒါကျွန်တော်သုံးသပ်ချက်ပါသို့တော့ဒီဟာကတရားဝင်အတန်ထွက်တဲ့တိဖြစ်လာတယ်ဆိုတာကမြန်မာနိုင်ငံရဲ့ဟိုပြောရရင်တော့အချင်းချင်းမညီညွတ်ပြမှုအားနည်းမှုပေါ်မှာမူတည်ပြီးတော့ဒီလိုမျိုးသူတို့ဆန္ဒတွေပေါ်လာတယ်လို့ကျွန်တော်တော့အဲ့လိုမြင်ပါတယ်အဟိုးဆိုးရကိုအားနည်းချိနဲ့လာပြီးဆိုရင်အခုနကပြဿနာတွေပေါ်တယ်အခုလဲကျွန်တော်တို့ ဟလာလာရှိုးပြဿနာပေါ်တော့လဲကျွန်တော်တို့ဟလာဟိုလာရှိုးသိမ်းသွားတယ်အခုတခါလာရှိုးကိုပြန်ပေးတယ်ဆိုတဲ့အခါမှာလဲအင်းဒီချင်းနိုင်ငံတွေရဲ့အခန်းကဏ္ဍတွေပါလာဟလာကျွန်တော်တို့အားနေမှုကျွန်တော်တို့ပြိုကွဲမှုပေါ်မှာမူတည်ပြီးတော့အဲ့တော့ပြည်ပဆွတ်ဖက်မှုတွေဟလာဒီလိုမျိုးချိန်ချောက်မှုတွေရှိနေတယ်ဆိုတာကိုကျွန်တော်တို့ကသတိကြီးစွာထားပြီးတော့ဟိုစစ်တပ်မုံဒီရေးတစ်ခုတည်းနဲ့ ဟလာကျန်တဲ့တိုင်းရင်းသားတွေတန်းတူညီမျှရေးမျိုးချစ်စိတ်နိုင်ငံချစ်စိတ်ဆိုတာဒီဆုံးရှုံးခံရမယ့်အခြေအနေမျိုးကတော့ဖြစ်လို့မရဘူးဒီနေ့ဒီတရုတ်ကွန်မြူနတီပါတီတို့ကိုယ်စားလှယ်တွေ့ကြတွေ့တဲ့အခါမှာဒီရခိုင်ပြည်နယ်ထဲမှာတိချပေါ့နော်မွတ်စလင်တို့ဘက်တွေအခုတိချနေတယ်တခုစူးကောင်းပေးဖို့ဒါတရုတ်ကထောက်ခံဖြစ်နေဆိုပြီးမှဆိုပြီးဆွေးနွေးရတယ်ရှိတယ် ဒီဟာကကျွန်တော်နိုင်ငံရဲ့လက်ရှိနေထားနဲ့ဒီကူပါနိုင်ငံရဲ့နေထားပုံမှာဆရာတို့ဒီပြည်တွင်းနိုင်ငံရဲ့ဒီမှာတူညီနေဘယ်လိုမြင်မိလဲဟိုအဓိကကတော့ကျွန်တော်တို့ဒါမြန်မာနိုင်ငံအတွင်းမှာနိုင်ငံရေးမတည်မငြိမ်ဖြစ်တဲ့အခါတိုင်းမှာဒီပြဿနာပေါ်တယ်ဗျအဲ့တော့ကျွန်တော်တို့ဟိုမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတုံးကလည်းဒီဘင်္ဂါလီဒုက္ခသည်တွေပေါ့နော်ဒါထွက်ပြေးသွားတဲ့ကိစ္စ တော့ကျွန်တော်တို့သကောင်စင်းကိတ္တကိစ္စပေါ့နော်သကောင်စင်းတောက်တာကနေစပြီးတော့အဲအမြောင်များထွက်ပြေးသွားတဲ့ကိစ္စတွေအဲ့တော့ငကားမင်းစီမံချက်တူပါတို့အဲ့တော့မြန်မာနိုင်ငံကြီးအပြောင်းလဲကာလတွေမှာဒီလိုပြဿနာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ကျွန်တော်တို့ဘဝလွတ်လာပြီးနောက်ပိုင်းမှာလည်းပဲအဲ့တော့ကျွန်တော်တို့ဒါရခိုင်ပြည်ပကစုံစမ်းစစ်ဆေးကော်မရှင်မှာကျွန်တော်တို့ပါဝင်ဆောင်ရွက်ခွင့်ရခဲ့တဲ့အခါကျတော့ အဲ့တော့ဒီဘင်္ဂါလီပြဿနာနဲ့ပတ်သက်တဲ့သမိုင်းဆိုင်ရာအထောက်အထားတွေစာရွက်စာတမ်းတွေကျွန်တော်တို့လေ့လာဖြစ်ခဲ့တယ်။နောက်အဲ့ဒီဒေတာပေါ့အဲ့ဒီမြို့နယ်တွေကိုလည်းကျွန်တော်တို့အကြင်ကြင်တွားပြီးတော့အဲ့ဒီဒီဒေတာမှာနေထိုင်တဲ့ဘက်အသီးသီးနဲ့ကျွန်တော်တို့အင်တာဗျူးတွေလုပ်ခဲ့တာရှိတယ်။အဲ့တော့အခုဒီတော်တွင်းမှာထူးခြားတာကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအပြောင်းလဲဟာဒေတာတွင်းနိုင်ငံရေးပေါ်မှာတော်တော်လေးတက်ရောက်မှုရှိတယ်။အထူးသဖြင့်တော့ အဲ့တော့ရှေ့ဟာစီနာယာရုကနေစွန့်ခွာပြီးတော့နိုင်ငံကထွက်သွားရတဲ့အချိန်မှာထုတ်ပြောသွားတာလေးတွေရှိတယ်။အဲ့တော့ဗာလဲဆိုတော့ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်မှာခရစ်ယာန်နိုင်ငံတစ်ခုထူထောင်ဖို့အတွက်လူမျိုးအစိုးရတစ်ဖွဲ့အနေပြီးတော့ဒါသူ့ကိုတောင်းဆိုတာမလဲရောလို့ဖြစ်ရတယ်။နောက်တစ်ခါစစ်အခြေစိုက်စခန်းတည်ဆောက်ဖို့အတွက်တောင်းဆိုတာအဲ့ဒါဒီစာရှိတဲ့ပြန်ပြောသွားတာရှိတယ်။ဆိုတော့အဲ့တော့ပြောရရင်တော့ နိုင်ငံရေးမှာတခါကျတော့ထာဝရမိတ်ဆွေထာဝရယန္တူမရှိဘူးဆိုတဲ့ဇာကားကပိုးပို့ပြီးတော့ကျွန်တော်တို့ဒါလက်တွေ့နိုင်ငံရေးမှာတွေ့လာရတာရှိတယ်။အဲ့တော့ရှိတ်ဟာစီနာကပြောရရင်တော့ဟိုတရုတ်နဲ့တော်တော်လေးနှိစက်တယ်ပေါ့နော်။အဲ့ချိန်ကဆက်ဆံရေးရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်။နောက်တော့အခုတရုတ်ကွန်မြူနစ်ပါတီနဲ့ဂျမားဤအစ္စလာမစ်ပါတီနဲ့တွေ့တယ်ဆိုတဲ့အခါမှာဒါကတော့တရုတ်မှာက government to government relation ရှိတယ် party to party relation ရှိတယ်နောက်တစ်ခါကျွန်တော်တို့နိုင်ငံနဲ့ဆိုရင် people to people relation ဆိုပြီးတော့အလွာဆုံးဆက်ဆံရေးတွေဆောင်ရွက်နေတာတွေရှိတယ်အဲ့တော့အခုဒီသတင်းကိုကြည့်ရတာကတော့အဲ့ဂျမာအီအစ္စလာမီပါတီနဲ့ပြုတ်ကွန်မြူနစ်ပါတီနဲ့သူကပါတီချင်းဆက်ဆံရေးမှာဒီအချက်လက်တွေကိုပြောတယ်လို့ကျွန်တော်သတိထားမိတယ်အဲ့တော့ကျွန်တော်လည်းစိတ်ဝင်စားလို့ကြည့်လိုက်တော့ ဂျမာအီအစ္စလာမီပါတီဆိုတာကပြုတ်ကျသွားတဲ့ရှိဟာစီနာလက်ထက်မှာဖျက်သိမ်းထားတဲ့ပါတီကအဲ့ဒီချိန်တော့ကသူကဘရားဝင်ပါတီမဟုတ်ဘူးအဲ့တော့သူ့နောက်ကျောင်းကိုကြည့်တဲ့အခါကျတော့သူကဒီပါကစ္စတန်အခြေစိုက်တဲ့ဂျမာအီအစ္စလာမီပါတီကနေပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံလွတ်လပ်ရေးရတဲ့အခါကျတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံလွတ်လပ်ရေးရယူပြီးတော့တီးခြားခွဲထွက်တာဘူး စန့်ကျင်ခဲ့တယ်သူကသဘောမတူဘူးပေါ့အကန့်ကွက်ခဲ့အဲ့ဒါကြောင့်မလို့လေဒါဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးဖခင်ကြီးပေါ့အဲ့တော့ရှိတ်မူဂျီဘူရာမန်ကအဲ့ဒီပါတီကိုဖျက်သိမ်းဒါက2023မှာလည်းပဲတရားလွတ်တော်ချုပ်ဘင်္ဂလားဒေ့ရှ်တရားလွတ်တော်ချုပ်ကနေပြီးတော့အဲ့ဒီပါတီကိုဖျက်သိမ်းတယ်တော့တရားမဝင်ချိန်ညားတယ်အဲ့တော့စိတ်ရာစီနာလက်ထက်မှာကတော့ဒါကိုဖျက်ပြီးတော့ဒါကိုတရားဝင်ပါတီကိုဖျက်သိမ်းတာ ဲ့တော့အခုသူပြုတ်ကျသွားပြီးတော့ယူနစ်အစိုးရတက်လာတဲ့အခါကျတော့ဒါဒီပါတီကပြန်ပြီးတော့တရားဝင်ပါတီလိုမျိုးဖြစ်လာတယ်။အဲ့တော့စိတ်ဝင်စားစရာကောင်းတာတွေကတော့အများကြီးဖြစ်တယ်။များမကြခင်တုန်းကလည်းကျွန်တော်တို့ဟိုသတင်းကတော့ခိုင်ခိုင်မာမာသတင်းဌာနကြီးတွေကဗားဆက်ရေးသလဲလို့လေ့လာကြည့်တော့မတွေ့ဘူး။အဲ့တော့ဘင်္ဂလားဒေ့ရှ်တပ်မ3ခုကနေပြီးတော့ဒါအမေရိကန်က အဲ့ဒီကနေတဆင့် AA ကိုကိုညီထောက်ပံ့နေတယ်ဆိုတဲ့သတင်းတွေလည်းတွေ့ရတယ်။အဲနောက်ဒီကြားထဲမှာအတော့ဟိုကုလသမဂ္ဂကနေပြီးတော့ဟို humanitarian corridor ပေါ့။အဲ့တော့ဒီဒုက္ခသည်တွေကိုကူညီပေးဖို့အတွက်လူသားချင်းစာနာမှုဆိုင်ရာဇင်းကြံတိဆောက်ဖို့ကိစ္စမှာဘင်္ဂလားဒေ့ရှ်ကမူအားဖြင့်သဘောတူတယ်လို့ပြောလာတာတွေလက်တွေ့။အဲ့ဒါကဘာလဲဆိုတော့ဟိုကျွန်တော်တို့နိုင်ငံမှာနိုင်ငံရေးမတည်ငြိမ်တဲ့အခါ အားနည်းတဲ့အခါမှာအာဒူဘီလာမေတို့ဟလာအစရှိသဖြင့်အဲ့တော့ပုံစံမျိုးစုံနဲ့ဒါကျွန်တော်တို့ဖျားပေးလာတာကိုကျွန်တော်တို့တွေ့ရအဲ့တော့တစ်ခါကကျွန်တော်တို့ဟိုရပ်ဖက်စစ်ဖက်ဆက်ဆံရေးပြည့်ရွှင်းသွားတဲ့အတွက်ကြောင့်ဟလာကျွန်တော်တို့စစ်တပ်မုံဒီရေးလေတုပါကျန်တဲ့ကိစ္စရက်ဒီအားလုံးကိုလွှမ်းမိုးသွားတယ်လို့ဖြစ်အဲ့တော့ကျွန်တော်တို့ကဟလာဖက်ဒရယ်ကိစ္စရန်တူညီမျှရေးကိစ္စ ဒါတွေကိုဆောင်ရွက်တာကိုကျွန်တော်တို့ကဟိုလာနိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်းဖို့ကြိုးစားနေတဲ့အချိန်မှာစည်ရေးပဋိပက္ခတွေမြင့်လာတဲ့အနေမျိုးဆုံးရှုံးမှုတွေများလာတဲ့အဲ့ဒီမှာအိန္ဒိယနိုင်ငံတွေရဲ့ပတ်သက်မှုတွေဖြစ်လာတဲ့အချိန်မှာဒါဘင်္ဂလားဒေ့ရှ်ကလည်းပဲကျွန်တော်သတိပြုရမယ်ကြံစည်တာခုလိုမြင်လာတယ်ပေါ့နော်အဲ့တော့ဒါကြောင့်မလို့ဟိုပြောနိုင်တာကတော့ဒါပါတီချင်းဆက်ဆံရေးကိစ္စမှာပြောတာဖြစ်တယ်အဲ့တော့သို့တော့ ရုပ်ကွန်မြူနစ်ပါတီဘက်ကပြန်ပြောတာကတော့သူတို့ကပြည်တွင်းကြီးမှာအဲ့ဝင်ရောက်ဆွတ်ဖက်တာမျိုးမလုပ်ဘူးလို့ပြောထားတာရှိတော့အဲ့တော့ဒါကပြုတ်နိုင်ငံအနေနဲ့လည်းဟလာခုနကသူတို့တောင်းဆိုသလိုအာရကန်ပြည်တိုင်းပြည်ပေါ့တီချာတီထောင်ဖို့ကိစ္စအဲ့ဒီအထဲမှာမှဒီရိုဟင်ဂျာကိုတီချာပြည်နယ်ဖန်တီးပေးဖို့ကိစ္စတွေပါဟလာဒါကိုတော့ပြုတ်အစိုးရအနေနဲ့လက်ခံမယ်လို့ကျွန်တော်တို့ မမြင်ပါဘူးเนาะဒါကတော့ဒါကျွန်တော်သုံးသပ်ချက်ပါသို့တော့ဒီဟာကတရားဝင်အတန်ထွက်တက်တိဖြစ်လာတယ်ဆိုတာကမြန်မာနိုင်ငံရဲ့ဟိုပြောရရင်တော့အချင်းချင်းမညီညွတ်ပြမှုအားနည်းမှုပေါ်မှာမူတည်ပြီးတော့ဒီလိုမျိုးသူတို့ဆန္ဒတွေပေါ်လာတယ်လို့ကျွန်တော်တို့အဲ့လိုမြင်ပါတယ်ဘာကွာကျွန်တော်ပြည်သူနဲ့မှဆိုတာညီညွတ်မှုပြပြနေရပါတော့အဲ့ဒီတော်တယ်မှာလည်းဒီဒီ AA ရဲ့ယက္ခိတလမ်းစဉ်ကလည်းဖြစ်နိုင်ရင်ကျွန်တော်တို့ဟိုတိချလွတ်လပ်တဲ့ တိုင်းပြည်တစ်ခုအနေနဲ့သွားနိုင်ဖို့အတွက်လည်းသူ့မှာရည်မှန်းချက်တွေရှိကြတယ်။ဆိုတော့အဲ့ဒီအချိန်မှာပြောကြတာကျွန်တော်တို့ပတ်ဝန်းကျင်နိုင်ငံတွေကထောက်ခံမှာမဟုတ်ဘူးဆိုတဲ့စကားတွေရှိတယ်။ဒါပေမဲ့လက်ရှိပတ်ဝန်းကျင်နိုင်ငံတွေကအပြည်နယ်တွေနယ်မြေတွေကိုခွဲစိတ်ဖို့အတွက်ကြံစည်နေတဲ့ဟာတွေလည်းအတန်ကြီးအခုဆိုထွက်လာပြီပေါ့။ဒါတွေကိုဆက်ဆက်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုပုံစံမျိုးတိုင်းပြည်ကဖြစ်သွားနိုင်လိမ့်မယ်။ဒါတွေကိုဘယ်လိုပုံစံမျိုးကင်ပြီးဖြေရှင်းကြဖို့လိုအပ်မယ်လဲ။ဒီမတိုင်ခင်တုန်းကလည်းကျွန်တော်တို့ဒါမီဇိုရန်ဝန်ကြီးချုပ်ပေါ့နော် အဲ့တော့သူကမြန်မာနိုင်ငံမှာရှိတဲ့ချင်းတွေအိန္ဒိယနိုင်ငံမှာရှိတဲ့ချင်းတွေအဲ့ဓာတွေကိုပေါင်းစည်းဖို့ဆိုတာပြောတဲ့အတန်လေးလဲကျွန်တော်ထွက်အဲ့တော့ဒါကဘောဂျိုင်းဝမ်ကိုဟိုမီဇိုရမ်ပြည်နယ်ကဒါသူ့ပိုင်နဲ့တဲကိုတတ်မှတ်ဖို့အစရှိသဖြင့်အဲ့ဒီမီဇိုရမ်ဝန်ကြီးချုပ်ပဲအမေရိကန်ကျွန်တော်တို့အိန္ဒိယနာပြည်နယ်မှာ ချင်း community ပေါ့ချင်းမိသားစုတွေနဲ့တွေ့တဲ့အခါမှာဒါဗမာချင်းအိန္ဒိယချင်းပေါင်းဖို့လို့ဆိုတာမျိုးတွေအဲ့တော့ပြောလာတာတွေကအဲ့တော့ဒါကြီးကပြဿနာတွေအဖြစ်နဲ့ရှိနေတာတော့အမှန်ပဲအဲ့တော့သောအဲ့တော့ဒါကိုဖြေရှင်းတဲ့အခါမှာကျွန်တော်တို့ကအဲ့လားမီဇိုရန်ပြဿနာကိုဒါကိုမီဇိုရန်ကိုတော့ပြောနေမယ်ဟာနယူးဒေလီမှာရှိတဲ့ဗဟိုဆိုးရနဲ့ကျွန်တော်တို့ကညှိနှိုင်းပြီးတော့ဂိုင်းတွယ်ဖြေရှင်းရမယ်ကိစ္စတွေရှိတယ်အဲ့တော့အိန္ဒိယ အစိုးရကိုနိုင်ကလည်းဒီမြန်မာနယ်စပ်ထိစပ်နေတဲ့ပြည်နယ်တွေရဲ့ခွဲထွက်မှုစူးစမ်းတာတွေတက်တာတွေရှိတော့ဒါကတော့ကျွန်တော်တို့နိုင်ငံရဲ့ဘဟုအစိုးရချင်းညီနိုင်ဆောင်ရွက်ရမယ့်ကိစ္စတွေရှိတယ်။သို့တော်မြန်မာနိုင်ငံမှာကဘဟုအစိုးရကိုအားနည်းချိနဲ့လာပြီးဆိုရင်အခုနကပြဿနာတွေပေါ်တယ်။အခုလည်းကျွန်တော်တို့ဟလာလာရှိုးပြဿနာပေါ်တော့လဲကျွန်တော်တို့ဟလာဟိုလာရှိုးတင်းသွားတယ်အခုတခါလာရှိုးကိုပြန်ပေးတယ်ဆိုတဲ့အခါမှာလည်းအိန္ဒိယနိုင်ငံတွေရဲ့ အခန်းကဏ္ဍတွေပါလာတယ်။အဲ့တော့တစ်ဖက်ကတော့အပြုသဘောဆောင်တဲ့ပူပေါင်းဆောင်ရွက်မှုတွေဖြည့်ရှင်းမှုတွေကိုကျွန်တော်တို့ကဒါညှိနှိုင်းဆောင်ရွက်ဖို့လိုသလိုတစ်ဖက်ကလည်းကိုယ့်ပြည်တွင်းအင်အားညီညွတ်ရေးပေါ့နော်စုစည်းမှုတော့ကျွန်တော်တို့ပြည်ထနာတွေကိုဒါ Federal ပြည်ထနာဆိုရင်လည်းကျွန်တော်တို့လက်ရှိရှိနေတဲ့တိုင်းရင်းသားအင်အားစုတွေနဲ့နိုင်ငံရေးအရဖြည့်ရှင်းဖို့အဲ့ဒါတွေကအရေးကြီးတယ်လို့မြင်တယ်အဲ့တော့ကျွန်တော်တို့ကလည်းနိုင်ငံရေးလုပ်တယ်ဆိုတာကပြည်ပြောင်းလဲဖို့လုပ် တာကိုနိုင်ငံပြစည်းသွားတဲ့ကိစ္စကတော့ကျွန်တော်တို့ဘလုံးနည်းနဲ့မှလက်မခံဘူး။အဲ့တော့ချုပ်တာအာဏာခြိပွားမဲ့ကိစ္စမျိုးတွေကလည်းနိုင်ငံချစ်တဲ့နိုင်ငံရေးသမားတယောက်အနေနဲ့ဒါကျွန်တော်တို့ဟိုဘလုံးမှလက်မခံနိုင်တဲ့ကိစ္စ။အဲ့တော့ပြဿနာကမပြိုကွဲပဲနဲ့ဂန်းသူညီများရေးကိုဖြည့်ရှင်းနိုင်အောင်ကျွန်တော်တို့စ조사အောင်။အဲ့တော့အဲ့တော့ကျွန်တော်တို့တမိုင်းမှာတော့ဟိုဗမာအစိုးရပြိုကွဲပြီဆိုရင် ရိုးပြနိုင်ငံလေးတွေဟိုလာပေါ်ပေါက်လာတဲ့အခြေအနေတွေလည်းကျွန်တော်တို့အများကြီးကြုံရတယ်။သို့တော့ဒါတွေကအခိုက်အတန့်ကာလပဲဖြစ်ပြီးတော့ဒီဟာကိုအချင်းချင်းစိတ်ရှည်လက်ရှည်နဲ့နိုင်ငံရေးရအပြေထုတ်နိုင်အောင်ကျွန်တော်တို့ကြိုးစားရမယ်လို့ပဲမြင်တယ်။အဲ့တော့အဲ့လိုကြိုးစားတဲ့အခါမှာဟိုလာကျွန်တော်တို့အားနည်းမှုကျွန်တော်တို့ပြိုကွဲမှုပေါ်မှာမူတည်ပြီးတော့အဲ့တော့ပြည်ပဒီလိုမျိုးဟိုလာဟိုဆွတ်ဖက်မှုတွေဟိုလာဒီလိုမျိုး ထိန်းချုပ်မှုတွေရှိနေတယ်ဆိုတာကိုကျွန်တော်တို့ကသတိကြီးစွာထားပြီးတော့ဟိုစစ်တပ်မုံပြီးရေးတစ်ခုတည်းနဲ့ဟာလာကြံတဲ့တိုင်းရင်းသားတွေတန်းတူညီမျှရေးမျိုးချစ်စိတ်နိုင်ငံချစ်စိတ်ဆိုတာတွေဆုံးရှုံးခံရမယ့်အခြေအနေမျိုးကတော့ဖြစ်လို့မရဘူးအဲ့တော့ကျွန်တော်တို့ဒါစစ်ရဲ့နိုင်ငံရေးခန်းကဏ္ဍကိုအပြည့်ပြည့်လျှော့ချဖို့ဆိုရင်လေနိုင်ငံရေးနည်းလမ်းတွေပဲကျွန်တော်တို့ဆောင်ရွက်ရမှာဖြစ်တယ်ဆိုတော့ဒါကြောင့်မလို့စစ်တပ်မုံပြီးရေးအောက်မှာကျွန်တော်တို့ရဲ့မျိုးချစ်စိတ်တွေနိုင်ငံချစ်စိတ်တွေအချုပ်ချာအာ တာကွယ်ဆောင်ကြောင်ရမယ်ကိစ္စတွေအလုံးဟလာဆုံးရှုံးခံရတဲ့အခြေအနေမျိုးကတော့ဖြစ်လို့မရဘူးလို့ကျွန်တော်တော့မြင်ပါတယ်အခုလက်ရှိမြန်မာနိုင်ငံရဲ့ပြည်ခရဲ့အပြင်ဘက်မှာရောက်နေတဲ့လူတွေရဲ့အမြင်မှာကျတော့ဘယ်လိုမြင်လဲဆိုရင်လက်ရှိကျွန်တော်တို့လျင်လှုပ်ခတ်သွားတဲ့အတွက်ဒီဟိုအစိုးရရဲ့လုပ်ငန်းစဉ်တွေတချို့ရပ်သွားတယ်ပေါ့နော်ဒါတွေကလည်းအားနည်းချက်တွေဖြစ်သွားပြီဘိုးဆိုးရရဲ့အာအကောင်းမှုကတော်တော်လေးအားနည်းသွားပြီလို့မြင်ရတယ်အဲ့ဒီမှာမှတစ်ဖက်မှာတိုင်းသားလက်နက်ကိုင်တွေရဲ့ တက်ခိုက်မှုစွမ်းရည်ရတယ်မြင့်လာပြီးတော့နေမြထင်းကျုံမှုရတယ်ကျေပြန့်လာတယ်ပေါ့နော်အတတစ်ဖက်တခြားကျွန်တော်တို့ပြည်ပအိန္ဒိယနိုင်ငံတွေကလည်းဒီနေမြတွေကိုပေါင်းထည့်ဖို့လိုတယ်လို့တခြားတိုင်းပြည်တစ်ခုထူထောင်ပေးဖို့အတွက်လိုတယ်ဆိုတဲ့ဟာမျိုးတွေကလည်းအတန်တရာခေါင်းဆောင်ထွက်လာဆိုတော့ပြည်တွင်းမှာကညီညွတ်မှုအားပြက်စီးနေတဲ့အပြင်ဘိုးရဲ့အားကောင်းမှုကလည်းလျော့တယ်ဒါတွေကိုကျွန်တော်တို့ပြည်တွင်းနိုင်ငံရေးသမားတွေကဘယ်လိုပုံစံမျိုးနဲ့ဝင်ထင်းဖို့လိုအပ်မလဲဗျထင်းဖို့ရနိုင်တဲ့အနေအထားရှိသလားဗျအဲ့တော့တခုကတော့ ဟိုကို့ဟလာပါတီအစုအဖွဲ့ဒါလက်နက်ကင်ဆိုလဲတပ်ဖွဲ့အလိုက်ညီမန်းချက်တွေဟလာယုံကြည်ချက်တွေတော့ရှိကြလိမ့်မယ်အဲသို့တော့နိုင်ငံတော်ဆိုတာကိုတော့လက်ရှိပြတ်လို့မရဘူးလို့ကျွန်တော်တို့မြင်တယ်အဲတော့ဒါကြောင့်မလို့ဟလာတလုံးမှာဒါစီရေးအင်အားအနေအမြင့်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့အရေးဆိုတာတွေဟလာဟိုဆွေးနွေးတာတွေရှိတာကတော့ရှိမှာပဲအဲတော့သို့တော့တစ်ချိန်ချိန်မှာကျွန်တော်တို့ဒါပြည်တော်စုအတွင်းမှာဟလာဒန်းလူရီတူ အခွင့်အရေး အာမဂန်ကျဲရှိတဲ့နိုင်ငံရေးသဘောတူညီချက်ရအောင်စူးစမ်းမယ်ဆိုတာကိုတော့ကျွန်တော်တို့လက်ချီပြလို့မရဘူးလို့ကျွန်တော်တို့မြင်တယ်မဟုတ်ရင်အဲ့ဒီဖြစ်လာမဲ့အသေးသေးလေးတွေဟာလေအိန္ဒိယချင်းနိုင်ငံတွေကြားထဲမှာဟိုဂုံတိတ်ကာရှိရှိတန်းတူညီတူဆက်ဆံနိုင်မှုမဖြစ်နိုင်ဘူးအဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကဟိုနိုင်ငံအသစ်မွေးဖွားတယ်ဆိုတော့ဟိုစိတ်ကူးအိမ်မက်မျိုးတဲ့စားလို့ရှိရင်အဲ့ဒါကျွန်တော်တို့ချင်းချင်းကြားထဲမှာတန်းတူညီတူနဲ့ စုဖွဲ့တဲ့ပြည်တော်စုဖြစ်ဖို့ကိုပဲကျွန်တော်တို့ကဥတည်တဲ့လို့မြင်တယ်။အော်ဒါကြောင့်မလို့ဟိုနိုင်ငံရေးပါတီတွေစူးစမ်းနေတယ်ဆိုတာကလည်းပဲအခုချိန်မှာမပုံမတင်နိုင်သေးတဲ့ပါတီတွေကအဆကျွန်တော်တို့နိုင်ငံရေးနီလန်းပေါ်မှာပြန်ပူးပေါင်းပါဝင်လာဖို့ဟလာပြီးတဲ့အခါကျတော့ဒါရပ်ဖက်စစ်ဖက်ဆက်ဆံရေးကိုပုံမှန်အခြေအနေရောက်အောင်ကျွန်တော်တို့ပြန်ပြီးပြုပြင်ပြောင်းလဲနိုင်ဖို့ဒါကိုပဲကျွန်တော်တို့အဓိကထားတဲ့အဲ့တော့ ဟိုပြောရရင်အထူးသဖြင့်ပြည်သူရဲ့မျက်နှာကိုကြည့်ဖို့ဆိုရင် ပြည်သူခံစားနေရတဲ့ဒုက္ခကအင်မတန်ကြီးတယ်။အဲတော့မရင်ဖြစ်လို့အစိုးရအားနေသွားပြီဆိုတာကလောလောဆယ်အဆောက်အုံပြတ်သွားတာပဲရှိတယ်။အဲတော့တစ်ဖက်ကတန်ရင်းတမန်ကင်းအရာပြောရရင် မရင်ကိုအကြောင်းပြုပြီးတော့ဟလာအရင်တော့ကနိုင်ငံရေးရမဆက်ဆံဘူးဆိုတဲ့နိုင်ငံတကာဆက်ဆံရေးတွေလည်းပြန်ပြီးပေါ်ပေါက်လာတာတွေ့ရတယ်။အဲတော့ဒါကြောင့်မလို့ဒါဟိုတွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ကိုတော့အားလုံးကပြန်ပြီးတိုက်တွန်းနေတယ်လို့ကျွန်တော်တို့ဒီလိုပဲမြင်ပါတယ်အခုဆိုရင်ဒီအရင်တော့ဒီ ASCII နဲ့ဆက်ဆံရေးတော်တော်လေးကျဲနေတဲ့အနိုင်ငံတကာအတိုင်းဝိုင်းနေလည်းရှိရပါတော့အခုငလင်းဖြစ်တဲ့နောက်ပိုင်းမှာ ASCII နဲ့ဆက်ဆံရေးကအာပုံမအကောင်းလာလဲဆိုပြီးတော့လဲတချို့ကတုံးသက်ကြလဲအဲဆိုတော့ဒီခွင့်ရေးကိုတုံးချပြီးတော့လက်ရှိကျွန်တော်ပြည်တွင်းမှာဖြစ်နေတဲ့ပြည်ခါတွေကိုဘယ်လိုပုံစံမျိုးချင်းကပ်ပြီးဖြစ်ရှင်းရင်လက်တွေ့ဆံမယ်လို့မြင်နေကြတယ် ဘလူဟာရကပထမဦးဆုံးဖြည့်ရှင်းတဲ့ကိစ္စဖြစ်မလဲကိုနိုင်ငံတကာဆက်ဆံရေးရအရေးကြီးတာမှန်တယ်အဲသို့တော့ကျွန်တော်တို့အများအားပြောနေတာပဲပြည်ရင်အားဒီပြည်တွင်းမှာသာရှိသည်ဆိုတာအဲ့တော့တကယ်တကယ်ကနိုင်ငံတကာကခံရတဲ့ဆက်ဆံရေးမျိုးပေါ်ဖို့ဆိုရင်လေပြည်တွင်းနိုင်ငံရေးအားကောင်းဖို့လိုတယ်ပြည်တွင်းအင်အားကိုပြန်ပြီးတော့စုစည်းနိုင်ဖို့လိုတယ်အဲ့တော့အခြေခံအကြဆုံးကတော့ပြည်တွင်းမှာပြည်ပကဖြစ်နေတဲ့အင်အားစုတွေကြားထဲမှာတွဲဆုံဆွေးနွေး ဖြစ်ရှင်းနိုင်ဖို့ကအရေးကြီးတယ်လို့မြင်တယ်။အဲ့လားကျွန်တော်တို့ခိုင်မာတောင်းကျင်းလာပြီးအဲ့လားကျွန်တော်တို့ဒါဥပဒေအကြောင်းအရတရားဝင်မှုခိုင်မာလာပြီးဆိုရင်နိုင်ငံတကာဆက်ဆံရေးကဒါကျွဲကူးရေးပါပါလာပါပဲ။အဲ့တော့အခုလက်တလောဟိုငရင်ကိုအကြောင်းပြုပြီးတော့ဒါတန်တမာဆက်ဆံရေးဖြစ်လာတယ်ဆိုတာဟာအခိုက်အတန့်ပဲဖြစ်တယ်။တကယ်တကယ်ကခိုင်မာတဲ့ဘုံတိတ်ကရှိတဲ့ဆက်ဆံရေးမျိုးဖြစ်ဖို့ဆိုတာကပြည်တွင်းမှာဥပဒေအကြောင်းအရနိုင်ငံရေးအရာ တရားဝင်မှုကောင်းတဲ့စူးစီးတဲ့အစိုးရပေါ်ပေါက်လာမှသာလေနိုင်ငံတကာဆက်ဆံရေးရလဲအာမခံချက်ရှိမယ်လို့ကျွန်တော်တို့မြင်ပါတယ်မြန်မာပြည်မှာအခုလုပ်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုကျွန်တော်ကြည့်လိုက်ရင်တချို့ဟာတွေမှာကျွန်တော်တို့အားလုံးပါဝင်ရေးလို့ဗဇက်ကပြောကြပေမဲ့တကယ်တမ်းကျတော့အားလုံးပါဝင်ရေးကိုလက်ခံမှုအားနည်းတာလည်းတွေ့တယ်ပေါ့နော်ဥပမာတိုင်းသာလက်နက်ကိုင်ဖွဲ့စည်းတမ်းမှာဆိုရင်လည်းဒါဟိုဖွဲ့ကိုပါလို့မရဘူးဒီဖွဲ့ပါလို့မရဘူးဆိုတဲ့ဟာမျိုးအမျိုးရှိတယ်ပေါ့နော်အစလဒါမျိုး ကိစ္စတွေကဆက်ပြီးဖြစ်နေမယ်ဆိုရင်ငញ្ញန်ကြီးကတကယ်တည်းစောင့်နိုင်မှာမလားပေါ့နော်။ဘာလို့ဆိုတော့ဟိုလူပါလို့မရဘူးဒီလူပါလို့မရဘူးဆိုတဲ့ကန့်သက်ချက်တွေကဘာကြောင့်အဲ့လိုမျိုးတွေထားရတာလဲ။ဟိုကျွန်တော်တို့ကအပြစ်ခတ်ရစေရင်ငញ្ញန်ကြီးလို့ပြောရင်အဲ့ဒါတပွဲပွဲအပြစ်ခတ်နေသေးတယ်ဆိုရင်ပြည့်စုံတဲ့ငញ្ញန်ကြီးမဖြစ်ဘူး။အဲ့တော့ဒါကြောင့်မလို့အားလုံးပါဝင်တဲ့ဆွေးနွေးမှုအားလုံးပါဝင်တဲ့ငញ្ញန်ကြီးဖြစ်ဖို့ကတော့ကျွန်တော်တို့က ဒါရည်မှန်းချက်ထားပြီးတော့ဆောင်ရွက်ရမယ်လို့မြင်တယ်။အဲ့တော့သို့တော့ကျွန်တော်တို့လက်တွေ့အတွေ့အကြုံတွေအရပြောရရင်အားလုံးပါဝင်တယ်ဆိုတော့တနေရာတဲ့တစ်ချိန်ထဲမှာအားလုံးပါဝင်ပြီးဆွေးနွေးတယ်ဆိုတာမျိုးဟာဖြစ်ဖို့ခဲရင်တယ်။အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကအကြောင်းအရာတူတဲ့စတင်ဆွေးနွေးလို့ရတဲ့အခြေခံကိုရှာရတယ်။အဲ့တော့ရှာတဲ့အခါမှာလည်းပဲတစ်ခါတလေမှာဟလာကျွန်တော်တို့ဟိုအစိမ့်မြေကောင်းဆောင်ခြင်းဆွေးနွေးတာတက်ကိုဒါအချိုညိနှိုင်းဆွေးနွေးပွဲတွေပေါ့ အဲ့ဒါသိရေးကြည့်အဲ့တော့ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒါ pre negotiation ခေါ်တာပေါ့နောက်တစ်ခါ informal meeting တွေပေါ့အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွေအဲ့ဒီကနေတစ်ဆင့်မှယုံကြည်မှုတိဆောက်ပြီးတော့အစ်မြင့်ဆွေးနွေးပွဲတွေဒါပုံမှန်ဆွေးနွေးပွဲတွေကိုတွားရအောင်အဲ့တော့ဒါကြောင့်မို့လို့တစ်ခါတလေမှာ all inclusive ဆိုတာကသကလုံးအပြင်တော့ပြောလို့လည်းကောင်းတယ်နောက်တောင်လို့လည်းကောင်းတယ်အဲ့တော့လက်တွေ့မှာဟလာကျွန်တော်တို့ဟိုတွေ့ဆုံဆွေးနွေးမှုဆိုတာအတတ်ပညာပဲအမှုပညာပဲအ ဲ့တော့တစ်ဖက်ကနိုင်ငံရေးစိတ်ဆန္ဒထက်သန်မှုလိုသလိုတစ်ဖက်ကလည်းဒီပြည်သူဆွေးနွေးမှုကိုဆောင်ရွက်တဲ့သူတွေရဲ့ဒီဘာသာရပ်ပိုင်းဆိုင်ရာပေါ့အတတ်ပညာဆိုင်ရာကျွမ်းကျင်မှုတွေလိုတယ်။အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကအဲ့လိုအားလုံးပါဝင်တဲ့ပြည်သူဆွေးနွေးမှုဆိုတဲ့နေရာမှာကျွန်တော်ကတော့ပို၍ပို၍ပြည့်စုံတော့ပေါ့။အဲ့တော့ပို၍ပို၍ပါဝင်တော့ဆွေးနွေးပွဲဖြစ်ဖို့ကိုအစ်င့်လိုက်အစ်င့်လိုက်စူးစမ်းတင်တယ်လို့ကျွန်တော်တို့မြင်ပါတယ်ဗျ။ ျွန်တော်နောက်ဆုံးမေးချင်တာပေါ့လေကြာဒီလက်ရှိကျွန်တော်တို့နိုင်ငံရဲ့အနေအထားကအမျိုးသားညီညွတ်ရေးတော်တော်လေးပြက်ပြားနေတယ်စီးဆုံးညီညွတ်မှုလည်းပြိုကွဲနေတယ်ပေါ့နော်ဆိုတော့ဒါတွေကိုကျွန်တော်တို့ဘယ်လိုပုံစံမျိုးစုစည်းဖို့လိုအပ်မလဲပေါ့နော်ပြစ်ချက်ကပြစ်ချက်ကကျတော့ဒီလက်ရှိနိုင်ငံရဲ့အချက်တဲကိုကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့ကြော်လွားဖို့အနည်းဆက်ဆုံးဖြစ်တယ်မလဲ ဥပမာဆိုကြတယ်တချို့ကရေကွက်ပွဲကိုညှင်းကြတယ်ပေါ့နော်တချို့ကြတော့ကြတော့ရေကွက်ပွဲမှာတိုင်းမှာအားလုံးသဘောတူညီကြရောက်ကျိုးညှိကြတဲ့လေဆိုတဲ့အမှညှင်းကြတယ်ပေါ့နော်ဘလို့ပုံစံမျိုးကလက်တွေ့ဆန်ပြီးတော့အကောင်ပြေဖော်ဖို့အတွက်အလွယ်ကူဆုံးဖြစ်နိုင်တယ်ပြီးတော့လက်နက်ကင်တိုက်ခိုက်မှုတွေရက်စဲသွားအောင်ဘာတွေကျွန်တော်တို့ဆောင်ရွက်တင်ကြတယ်ဘာတွေရှော့အရှော့တင်လုပ်ကြတယ်တခါကြတော့လေဟိုခါးသီးတဲ့အမှန်တရားလို့ပြောရမယ်ထင်တယ်ဗျအဲ့တော့ဟိုကျွန်တော်တို့သမိုင်းမှာပြန်ကြည့်ရင်အင်္ဂလိပ် အုတ်ချုပ်တဲ့ခေတ်တုန်းကလည်းအင်္ဂလိပ်ကိုတော်လန်တယ်ဆန့်ကျင်တယ်ဆိုပေမဲ့ဒါအင်္ဂလိပ်ကသူကဟိုနိုင်ငံရေးဥဆောင်မှုကိုသူကစပြီးတော့ပဲအာနာလက်ရှိကျင့်သုံးနေတဲ့အစုအဖွဲ့ပေါ့နော်အစိုးရကပဲတန်တီးလေးရှိတယ်အဲ့တော့ဆိုလိုတာက60တဌာနအုပ်ချုပ်ရေးယူမလားမယူဘူးလားဟလာအိန္ဒိယနဲ့တွဲမလားခွဲမလားအစကြီးတဲ့ပြင်အဲ့တော့သူကဒီ initiative power ခေါ်တာပေါ့အဲ့တော့သူကဥဆောင်ပြီးတော့ဒီအကြောင်းအရာတွေရွေးချယ်စရာတွေတန်တီးလေးရှိတယ် ဲ့တော့ကျွန်တော်တို့ကလည်းပဲအခုလက်ရှိချိန်ဒီမှာဟာလာလက်ရှိ SCC ကအာဏာရယူထားတဲ့အခါကျတော့သူကရွေးကောက်ပွဲပြောပြီဆိုရင်အဲ့တော့ကျွန်တော်တို့ကရက်စော်လို့ပဲလက်ခံမလားလက်မခံဘူးလားသူကဒီလိုဖြစ်သွားတယ်အဲ့တော့လက်ခံရင်ဘာဖြစ်မလဲလက်မခံရင်ဘာဖြစ်မလဲအဲ့တော့ဒီလိုမျိုးကျွန်တော်တို့ကဟာလာဟိုလက်တွေ့ကြကြတွေချစဉ်းစားဖို့လိုမယ်လို့မြင်တယ်အဲ့တော့ဆိုပါတော့အဲ့တော့လက်မခံဘူးတော်လက်မခံရင်သူက6လတကြိမ်6လတကြိမ်သူကတောက်လျှောက်သူကတာမန်အချိန်နေမဟုတ်မချင်းတက်တန်းတိုးသွားတာကိုကျွန်တော်တို့လက်ခံမလားလို့ ကျွန်တော်ပြန်ပြီးတော့မေးရမှာဖြစ်တယ်။အဲသို့မဟုတ်အဲ2000ပြည်စည်းပုံလည်းမကံဘူးလည်းမကံဘူးဆိုရင်ဖြတ်သိမ်းလိုက်ရမှာလား။အဲ့တော့ဖြတ်သိမ်းလိုက်ပြီဆိုရင်1988ကဟလာကျွန်တော်တို့1984ဖွဲ့စည်းပုံကိုဖြတ်သိမ်းပြီးတော့မာရှယ်လောနဲ့ပုတ်ချုပ်တဲ့ကာလဟာ2010အထိကျွန်တော်တို့တွားခဲ့တယ်။အဲ့တော့ကျွန်တော်တို့ကငင်းပယ်တာအထိရတော့ဟုတ်ပြီဒါမကြိုက်ဘူးဒါမတရားဘူးလို့ထင်တယ်ဒါကိုလည်းမကံဘူး။အဲ့တော့ပြစ်လာမဲ့အကျိုးဆက်ကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းမလဲဆိုတာပါစဉ်းစားဖို့လိုတယ်။ ဲ့တော့ဒါကြောင့်မလို့ဟလာကျွန်တော်တို့ကဟိုနိုင်ငံရေးပါတီတည်ထောင်တယ်ဆိုတဲ့အခါမှာဟိုတချို့အရာမှာပဂရီတရားအရာလက်ခံလိုက်ရတယ်သို့တော့လက်ရှိအခြေအနေကိုကြိုက်လို့မဟုတ်အဲ့တော့လက်ခံပြီးတော့မှမကြိုက်တဲ့အခြေအနေတွေကိုပြုပြင်ပြောင်းလဲယူမယ်ဆိုတဲ့နည်းလမ်းကိုကျွန်တော်တို့ကစဉ်းစားရအဲ့တော့ဒါကြောင့်မလို့အဲ့တော့လက်ရှိအခြေအနေမှာအရေးပေါ်အခြေအနေကြီးညာထားသမျှကာလပတ်လုံးအာနာ300ဟာလူပုဂ္ဂိုလ်တယောက်တည်းနဲ့တည်းမှာရှိအဲ့တော့ အဲ့ဒီဟာကိုဟာကျွန်တော်တို့ကအပြုတ်တိုက်နိုင်တယ်ဖယ်ရှားနိုင်တယ်ဆိုတာတော့ဒါတော်လိုင်းရင်းနေလား revolution နေလားဆိုတော့အဲ့ဒါလဲဟလာကျွန်တော်တို့ဒါ၄နှစ်ကျော်လာခဲ့ပြီဟလာကျွန်တော်တို့ဟလာပျော်လင်းချက်တွေလည်းအမျိုးမျိုးပေးခဲ့ပြီးပြီအဲ့ဒါတပတ်အတွင်းတို့နှစ်ပတ်အတွင်းတို့အာဒူဘီတို့အစရှိသဖြင့်နေတဲ့ဟလာကျွန်တော်တို့၄နှစ်ကျော်လာတဲ့အချိန်မှာဟလာစစ်ဘေးအန္တရာယ်တွေရောဟိုကိုဗစ်ကာယောဂါကနေစပြီးတော့ရေကြီးတာတွေအဲ့ဒါလေမုန်တိုင်းတွေအခုနေရင်ကပ်ဘေးတွေ ဲ့တော့ပြောရင်မြေသူဘက်ကကြည့်ရရင်တော့ခန္ဓာကြီးကကန်းကုံနေပြီနော်အဲ့တော့ကန်းကုံနေတော့အဲ့တော့လူသူကသိစင်းရဒုက္ခရောက်လာရင်ထပြီးတော့များပောက်ပွဲမလားပုံကြွမလားလို့ဆိုတဲ့ကိစ္စမှာလဲပြောရရင်အဲ့တော့မြမလူရဲ့အခြေအနေကကိုယ်ပြဿနာကိုဘယ်သူအကူအညီမှယူလို့မရဘူးကိုယ့်ဘာကိုယ်ချိန်ဖြေရှင်းရအဲ့တော့ဖြေရှင်းတော့ဘာဖြစ်လာလဲဆိုတော့လူငယ်တော်တော်များများဒီပထွက်သွားတယ်ဘာသာပြည်တွင်းမှာလုတ်ကင်အခွင့်လန်းရှားပါမှုကြောင့်ရော စစ်ဘေးကြောင့်ရောဟာလာအခုဆိုလဲစစ်မှုတန်းကြောင့်ရောတပြေးပြေးနဲ့အကုန်လုံးထွက်ပေါ်အဲ့တော့ဟိုတဦးချင်းထွက်ပေါက်အနေနဲ့ဖြည့်ရှင်းရင်းဖြည့်ရှင်းရင်းနဲ့တကာပြည်တွင်းမှာကြတော့ဘာဖြစ်လာလဲဆိုတော့ခိုးဆိုးလူနိုင်ပေါ့ဟာလာကျွန်တော်တို့ဟိုရာဇဝမှုတွေပိုးပို့ပြီးတော့များလာအဲ့တော့ဒီမှာလျှက်စစ်မီးမလာတဲ့ပြဿနာကုံစင်းလုံးကြီးတဲ့ပြဿနာအထွေထွေပြဿနာနေရတဲ့ရင်ဆိုင်ရင်ဆိုင်နေရတဲ့ပြည်သူတွေကိုတက်တာရတက်တာကြောင့်ဘလို့နီးလန်းနဲ့ဆောင်ရွက်နိုင်မလဲလို့ကျွန်တော်တို့ကဖြေရှင်းတာ ရှားပွေးတာအဲ့တော့ဘာပဲပြောပြောကျွန်တော်တို့ကဟလာရွေးကောက်ပွဲဖြစ်သွားတယ်ဆိုရင်ကျွန်တော်တို့ကဟလာပုံသဏ္ဍာန်အားဖြင့်အာနာခွဲဝေခြင်းတုံးတဲ့ပုံစံပေါ်လာမယ်ဟလာနိုင်ငံသားအခွင့်အရေးဆိုတာတွေကိုအရေးပေါ်အခြေအနေမှာရုပ်သိမ်းခံထားရတာတွေကိစ္စကိုဥပဒေကြောင်းအရကျွန်တော်တို့ပြန်ပြီးတော့ရက်ခံကာကွယ်ပေးတာမျိုးတွေကျွန်တော်တို့လုပ်လာနိုင်တယ်အဲ့တော့ဘာပဲပြောပြောလက်ရှိအခြေအနေတဲ့ပိုပေါင်းတဲ့အခြေအနေတခုတော့ထန်တီးနိုင်မယ်လို့ကျွန်တော်တို့ကမျှော်လင့် ဟုတ်ပြီဒါလက်မခံဘူးဆိုရင်ဘုနာပြောသလို6လကြိမ်6လကြိမ်တက်တန်းတိုးမလားဒါမှမဟုတ်ရင်ဖွဲ့စည်းပုံဖြတ်သိမ်းပြီးတော့မာရှယ်လောနဲ့သွားမလားအဲဒါလည်းကျွန်တော်တို့စဉ်းစားတာเนาะအဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကဟိုလက်တွေ့ကြတဲ့ဖြည့်ရှင်းနည်းကိုကျွန်တော်တို့စူးစမ်းတဲ့အခါမှာတစ်ချက်ကတော့ကျွန်တော်တို့ကစဉ်းစားတာရှင်းတယ်အဲကျွန်တော်တို့ကြောင့်အသေးပြောက်အပြက်စီးမဖြစ်အောင်ကျွန်တော်တို့ဂူးဆိုင်တယ်ဒါနံပါတ်1ပေါ့ဟိုပြောရင်တော့ minus မဖြစ်အောင်ကျွန်တော်တို့စူးစမ်းတယ်အဲ့ဒီကနေပြီးတော့မှဟလာ plus ဖြစ်လာအောင် ကျွန်တော်တို့အပေါင်းလက္ခဏာဖြစ်ဆန်တဲ့တိုးတက်မှုပြုပြင်ပြောင်းလဲမှုဖြစ်လာအောင်တဆင့်ချင်းကျွန်တော်တို့စူးစမ်းသွားမယ်ဆိုတဲ့ဤလန့်ပေါ့နော်ဒါကိုကျွန်တော်တို့စဉ်းစားတာဖြစ်ပါတယ်အဲ့တော့အဓိကဒါကျွန်တော်တို့ရဲ့ရွေးချယ်တဲ့ဤလန့်နဲ့ပတ်သက်လို့ဟိုအကောင်းဆုံးဆိုပြီးရွေးချယ်တာမဟုတ်ဘူးအဆိုးအနည်းဆုံးဖြစ်မဲ့ဤလန့်ကိုကျွန်တော်တို့ရွေးချယ်တာဖြစ်ပါတယ်ဟိုဒီကကလည်းဟိုပြည်သူတွေအနေနဲ့ကတစ်ချက်ကဟိုအကြောက်တရားပေါ့ဘယ်အသီးသီးကနေချင်းချောင်းမှုတွေကြောင့်မို့လို့ ဟိုနိုင်ငံရေးနဲ့ကင်းကင်းနေတာကောင်းမယ်မပတ်သက်တာကောင်းမယ်ဆိုတာဟာအဲ့ဒါအဖြစ်မဟုတ်ဘူး။ဘာလို့နိုင်ငံရေးကကိုယ်ကမပတ်သက်လဲကိုယ်လာပတ်သက်နေတယ်။အဲ့ဒါနေ့စဉ်ရင်ဆိုင်နေရတဲ့ပြဿနာအားလုံးဟာနိုင်ငံရေးကြောင့်ဖြစ်နေတာ။အဲ့တော့နိုင်ငံရေးစိတ်ဝင်စားဖို့လိုတယ်။နိုင်ငံရေးနီလန်းပြန်ပြီးအားကောင်းလာအောင်အားပေးဖို့လိုတယ်။နောက်ပူးပေါင်းဆောင်ရွက်ကြဖို့လိုတယ်။အဲ့တော့ဟိုတစ်ဖက်ကလည်းသဘောထားပွဲလွဲတဲ့အင်အားစုများအနေနဲ့ကလည်းတခုခုပြောရင်အဲ့ဒီရုပ်ောက်ပွဲမတရားဘူး ဒီရုပ်ဘွယ်ကိုစန့်ကျင်မယ်ဆိုတာတဲ့ပုံပြီးကျေပြန့်တဲ့အဖြေချပြဖို့လို့အဲ့တော့စန့်ကျင်တဲ့ဘာလို့လဲဖြတ်တယ်မပြတ်ဘူးဆိုရင်ဘာလို့လဲသဘောအဲ့တော့ကျွန်တော်တို့ကဖြတ်တယ်ရုပ်ဘွယ်မလို့ဘူး6လောက်တစ်ချိန်6လောက်တစ်ချိန်ဒီလိုပဲတက်တန်းတိုးသွားမယ်ဘယ်လိုလုပ်မလဲဟုတ်ပြီဖွဲ့စည်းပုံဖြတ်လိုက်ပြီမာရှယ်လောအောက်မှာလုံလုံရရကျွန်တော်တို့ဆက်ပြီးတော့သွားမယ်ဆိုရင်ဘာလို့မလဲဆိုတော့အဲ့ဓာတွေကိုပြည်သူတွေကိုရိုးရိုးသားသားပြန့်ပွင့်လင်းလင်းချပြဖို့လိုတယ်အဲ့တော့ပြည်သူတွေဘက်ကလည်း အဲ့တော့ဟိုလူပြော ဟုတ်နုံနုံဒီလူပြောဟုတ်နုံနုံဟာလာဒီလူမျိုးဟာလာလျှောက်ပြီးတော့ဟိုလူအုပ်ကြီးဝါဒနဲ့သွားနေမဲ့အစားတဦးချင်းကမှန်မှန်ကန်ကန်ရွေးချယ်ဆုံးဖြတ်ပြီးတော့ပြည်တွင်းနိုင်ငံရေးအကြမ်းမဖက်နီလန်းကိုအားကောင်းလာအောင်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်